။အင်ဝါဆွေပြည်တော်ကြီးဩဇာကြဆင်းနာမှုနဲ့အတူဥရောပဖြစ်လက်နက်တွေဂျေဇာစစ်တီတွေအားဖြင့်မှုနဲ့အသက်တပံပြန်တဲ့အသက်ဝင်လာတဲ့ဟန်သာဝီတမယာဟာအထက်မြင်မှာပြီးတခွင်ကိုလွမ်းမိုးတိုက်ခိုက်ခဲ့ပြီးတန်ရှိနေတဲ့ကောင်းဆောင်နိုင်ကိုဒူးထောက်ခါစားကိုအမိန်ပေးခဲ့ကြပါလေ။ဒါပေမဲ့မထင်မရှားမို့ဆိုးပုံရွာလေးမှာတော့ဒီအမိန်ကိုမလိုက်တာပဲမမမမရက်တီကလေးယောက်ျားတယောက်ရှိပါတယ်။ သူရဲ့အမိကတော့ဦးအောင်စေရလို့ခေါ်တယ်။မင်းမျိုးမင်းနယ်သိမ့်မပါတဲ့တာမန်ရွာတချီတုံးသားဖြစ်ပေမဲ့သူဟာရွှေဘိုအနီးတဝိုက်ကရွာပေါင်း46ရာကိုစုစည်းပြီးဟန်သာဝရီရဲ့အမိန့်တော်ကိုစန့်ကျင်တော်လှန်ခဲ့ပါတယ်။တပေါင်းလာပြီးနေမှာတော့သူဟာဖီအားလောင်းတို့ဒိဗေရတဲ့လောင်းမင်းတရားဆိုတဲ့ဘွဲတော်ကိုခံယူခဲ့ပါတယ်။သူရဲ့မုတ်ဆိုးဘိုရွာလေးကိုအခြေပြုပြီးတမ်းပင်လုံးကြီးတို့နဲ့မြူယူက ယူပတ်ကြုံတွင်တူးဖို့ခဲ့ပြီးခိုင်မာဆုံးခံတက်ကြီးဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့လောင်းမင်းဒေအာဂျီဟာတစ်ချိန်မှာမြန်မာနိုင်ငံကိုပြန်လည်စုစည်းပြည်ပကျူးကျော်သူတွေကိုတွန်းထန်ပြီးအင်အားကြီးမာတဲ့ဂုံးပေါင်းအင်ပါယာကြီးကိုစတင်ထူစစ်သွားပါတော့ရဲ့။